တရားနာတာတရားဟောတာအဲ့ဒါတွေကို English လို့ဘယ်လိုပြောမလဲအားလုံးမင်္ဂလာပါဒီနေ့အမြဝေပေးချင်တာသင်ခန်းစာကတော့ခုနပြောတဲ့တရားဟောတာတရားနာတာကိုမြဝေပေးချင်ပါတယ်အကယ်၍ဒီ TikTok account ဒီအကျိုးရှိတယ်ဆိုလို့ရှင် အများသူငါလေ့လာလို့ရအောင် like and share လုပ်ထားဖို့မမေ့ပါနဲ့ဟုတ်နော်ဟုတ်ပြီစကြရအောင်တရားဟောတာဆိုလို့ရှင် deliver a sermon ဓမ္မမဟုတ် preach လို့လည်းသုံးလို့ရတယ်เนาะ preach the dharma နောက်တစ်ခု have a dharma talk လို့သုံးလို့ရတယ်เนาะဒါတွေဒီတရားဟောတာတွေပဲဖြစ်ပါတယ်ဥပမာအနေနဲ့ပြောမယ်ဆိုလို့ရှိရင် venerable doctor ananda mala pyuwansa have a dharma talk to the people in manali ဆရာတော် doctor ananda mala pyuwansa ကတော့မန္တလေးပြည်သူလူထုတွေကိုတရားဟောပေးတယ်တရားဟောတယ်ပေါ့ တရားနာတာဆိုလို့ရှင် listen to the dharma ဒါမှမဟုတ် listen to a religious sermon တောင်းလို့ရနော်ဥပမာ most of the people in Myanmar usually listen to the dharma or listen to a religious sermon before going to bed မြန်မာနိုင်ငံကလူတော်များများကအဲ့ရမဝင်ခင်တရားနာလေးရှိပါတ ားလုံးမင်္ဂလာပေါင်းနဲ့ပြည့်စုံပါစေဒီနေ့ကတော့ဒါလေးပဲဖြစ်ပါတယ် have happy life